တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံကမကွေးတိုင်းပခုတ်ကူမြို့နယ်မြောက်လူကန်ရွာနယ်ပခုတ်ကူလေရင်ကွင်းကြားမှာအောက်တိုဘာလ15ရက်နေ့မိုးလွယ်ပိုင်းလောက်ကစစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်တွေကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်စစ်သား3ယောက်နဲ့ရဲတပ်ဖွဲ့ဝင်2ယောက်တေဆုံးပြီးလက်နက်ခဲယမ်းတွေကိုပါတင်းစီရရှိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကလည်းသိရပါဗျာ ပခုတ်ကူအနောက်မြောက်ဘက်မှာရှိတဲ့မြောက်လူကန်ရွာမှာထိုင်ချနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေလေရင်ကွင်းကနေရိတ်ခါထုတ်ပြီးအပြန်ဆောင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတနက်နှစ်လက်ခဲရန်တဲ့စစ်တုံးပစ္စည်းတွေအပြင် ဖုန်းနှလုံးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ရိတ်ခါထုတ်ပြီးပြန်လာကြတဲ့ရန်သူအင်အား15ယောက်ကိုကြိုတင်တရင်ရတဲ့အတွက်ဆောင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးကျန်တဲ့သူတွေကတော့ထွက်ပြေးသွားတယ်လို့ဒေါင်းညီနောင် PKU ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါဗျ။ အဲ့ဒီတိုက်ပွဲအတွင်းတော်လိုင်းတပ်ဖွဲ့ဘက်ကရဲဘော်တယောက်လက်ပြင်းနံယူကြာကြီးစံဖောက်ဝင်တရားရရှိခဲ့ပေမဲ့အသက်အန္တရာယ်မစိုးရင်ရဘူးလို့သိရပါဗျ။တိုက်ပွဲအတွင်းတည်ဆုံသွားတဲ့ရုပ်အလောင်းတွေကိုမြောက်လူကန်ကြီးရွာမှာအထိုင်ချနေတဲ့စစ်ကောင်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်အင်အားတရာလောက်ကလာရောက်ရှင်းလင်းသွားတယ်လို့လည်းသိရပါဗျရှင်။စစ်တပ်ကမိုးကုတ်ကိုစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်နေပြီးမန္တလေးမိုးကုတ်လမ်းပိုင်းဖော့တော်လမ်းစုံဝင်းကျင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ဒီအကြောင်းအရာတွေအပါအဝင် မိုးကုတ်မြို့အခြေအနေကိုတော့စိုးသူအောင်ကသတင်းပြပို့ထားပါရရှင်အာနာဒိန်စစ်ကောမရှင်တပ်တွေကမန္တလေးတိုင်းမိုးကုတ်မြို့ကိုတပေချင်းဘတ်နဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချူဘတ်တွေကနေစစ်ကြောင်းနှစ်ခုခွဲပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်အခုရပိုင်းတပေချင်းဘတ်မှာရှိတဲ့စစ်ကြောင်းကဝါဖြူတောင်ကိုထိန်းချုပ်ပြီးတဲ့နောက်အောက်တိုဘာ23ရက်နေ့မှာတော့မိုးကုတ်မြို့ကိုသွားရလမ်းဖြစ်တဲ့ဖော်တော်လမ်းစုံကိုထိန်းချုပ်ခဲ့တာပါ ပါဝင်တက်ခိုင်းနေတဲ့အဖွဲ့တစ်ခုကတာဝန်ရှိသူတယောက်ရဲ့စာနဲ့ပြောပြချက်ကို DVV ကအသံစာထုတ်ဖတ်ပြထားပါဗျ။ဖော့တိုလန်းဆောင်ကို73ရက်နေ့ညနေလောက်မှာစကားစကားပြန်ရသွားတယ်။တိုက်ပွဲတွေကတော့အပြန်အလှန်ဖြစ်တယ်။9မိုင်6မိုင်9မိုင်လမ်းလည်ချက်နောက်တော့ဖော့တိုကိုရသွားတယ်။သူတို့ဘက်ကတဖြည်းဖြည်းချင်းတိုးလာတာဒီဘက်ကလည်းမန္တလေး PDF မိုးကုတ်ဗျူဟာပြုံးလွင် KI တတွေ PLA TNLA ပါဝင်အဖွဲ့စုံဝိုင်းပြီးတော့တိုက်နေကြတယ်။ရန်သူဘက်ကလည်း Wine Trail ဒရုန်းတွေနဲ့ပုံချစ်တာတွေလက်နက်ကြီးငယ်အစုံ ကြီးကျောင်းကနေလည်းပစ်တာတွေပါတယ်အင်အားအတော်များတယ်ဖော်ဒေါ်လန်းစုံဟာမိုးကုတ်မန္တလေးကားလမ်းပေါ်မှာတရှိပြီးမိုးကုတ်ကို44မိုင်တပည့်ချင်းမျိုးနဲ့ဆိုရင်10မိုင်ဝန်းကျင်စင်ကူးနဲ့ဆိုမိုင်30ဝန်းကျင်နဲ့ဒါကောင်မျိုးကိုတွိုင်းတော့မိုင်50အကျော်မှာတရှိပြီးလမ်းမဆက်သွယ်ရေးနဲ့စစ်ရေးအရာအချက်အချာနေရာတစ်ခုဖြစ်ပါတယ်လက်ရှိမှာတော့စစ်ကော်မရှင်တပ်တွေဟာဖော်ဒေါ်ကိုကြောမလာသေးပဲတိုက်ပွဲတွေကြောင့် အနီဝင်းကျင်ကရွာတွေဖြစ်ကြတဲ့လမ်းလဲကျင်တဲ့ဇယက်ကွင်းလိုရွာကန်တွေစစ်ပေးရှောင်နေရပါတယ်။နောင်ချိုဘက်ကစစ်ကြောင်းကတော့မုတ်ကုတ်အတက်လမ်းစားဖြစ်တဲ့ဂျန္နာသိန်းကြီးမိုင်းအထိကနေရှေ့ဆက်မတိုးနိုင်သေးတဲ့အကြောင်းရှီရန်နဲ့အဆက်အသွယ်ရှိတဲ့ဒေသခံကအောက်တိုဘာ15ရက်ညနေပိုင်းမှာပြောပါတယ်။ဟုတ်တယ်ဂျန္နာသိန်းကြီးကနေဒီဘက်အပေါ်ဆက်မတိုးနိုင်တာပေါ့သူတို့ဟုတ်ဟုတ်တော့ကြော်လို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာကြော်လဲဘိန်းတို့ညောင်မင်သားတို့ရှိရပေါ့ဗျာဟုတ် အဲဒီရွာလေးတွေရှိမယ်ရွာလေးတွေကနေအပေါ်တောင်ပေါ်ဆက်တက်လာမှစိန်ကုန်းတို့ရှင်ယောင်မင်းတို့အဲအဲဒီအုံနံတို့ပေါ့နော်အဲ့ဘက်တွေရောက်မှာဝေးတော့ဝေးပါလေတဲ့မိုင်40ကျော်ဆိုတော့လေသူတို့ရုတ်တရက်ကြီးရောမဟုတ်ဘူးနေချင်းညချင်းကတော့ပြန်တော့ဆက်ကြောင်မထိုးနိုင်ဘူးပေါ့ဒါအတူပါပဲပြီးခဲ့တဲ့ရက်တည်းဖော်တော်လန်းဆောင်ကဒေသခံ10ရောက်ထပ်မနေကိုစစ်တပ်ကပြစ်တက်ခဲ့ကြောင်းနဲ့ဒရုန်းဘုံကျဲချတာကြောင့်အမျိုးသမီး3ယောက်တိတ်ဆုံးကြောင်းသတင်းတွေထွက်နေပြီးမဲ့ DVB ကအသေးစိတ်စုံစမ်းနေတုံဖြစ်ပါတယ် ဒီလိုအခြေအနေတွေကြောင့်ပဲမိုးကုတ်မြို့ကနေထပ်မံဆစ်ဆောင်ကြသူတချို့အနှဲငယ်ရှိနေသလိုလေကြောင်းပုံကျဲတာနဲ့စစ်ဘေးတန်တွေအပြင်အခုထပ်ပြီးမန္တလေးမိုးကုတ်လမ်းပိုင်းပိတ်ဆို့နေတာကြောင့်ကုန်စည်နှုန်းတွေမြင့်တက်လာပါတယ်ကျွန်တော်တို့မြို့မှာရှိတဲ့ကုန်တွေတွေကလည်းရှိရတာနဲ့ထုတ်မရောင်းတာလားဆိုတော့လေသူတို့ကိုယ်တိုင်ပဲသိမှာလေအဲ့ဒီကျွန်တော်တို့စီစီလုံးဝထုတ်တတ်သွားတယ်စီဝယ်မရအောင်ကုန်ကျန်းတွေဝယ်မရအောင်စီးတွေလုံးလုံးမရအောင်ပေါ့နော် ဒါလည်းပဲချိန်ကြီးဖြစ်လာမလဲမသိဘူးပြီးတော့မန်လီမုတ်ကုတ်ကားကဆိုတာငါးတိုင်းခွဲ6တိုင်းကြီးတော့ဖြစ်နေပြီပေါ့နော်ပိုးဝေးလေးပြောရမယ်ဟာဟိုစီဝိုင်းအချင်းညာတော်တော်လေးကိုရိုင်ရိုင်သွားပြီရိုင်ထွက်သွားပြီဟာကုန်းလုံးဟန်ဆောင်နေကြတဲ့ပုံစံမျိုးဖြစ်နေပြီအကုန်ခက်ခဲအကုန်ကြက်တဲကုန်ကြရည်ဟာလက်ရှိမိုးကုတ်မြို့မှာလျှက်စစ်မီဖုန်းလိုင်းတွေမရတဲ့အပြင်ဓာတ်ဆီတလီတာကိုကြက်8000အထိပေးဝယ်ခဲ့ရသလိုလူသလောက်ဝယ်မရကြောင်းနဲ့မန္တလေးမိုးကုတ်ခီးဟာအရင်ကနေချင်းပြန်ရပါပေမဲ့ အခုတော့နှညာအိတ်လောက်သွားနေရတယ်လို့မျိုးကန်ကဆက်ပြောပါတယ်။ဒါအပြင်လက်ရှိမျိုးတွင်ဆက်လက်နေထိုင်သူတွေဟာတခြားနေရာတွေစီစစ်ဆောင်ဖို့အဆင်မပြေသူအများစုဖြစ်တာကြောင့်တိုက်ပွဲတွေမျိုးတွေပြန်ရောက်လာမှာကိုစိုးရိမ်နေကြပါတယ်။ကျွန်တော်စိုးသူအောင်ပါ ထိုင်းစစ်တပ်ကဒုတိယပူမူကြီးဘာရမီဆရိချာကဇူလိုင်လ16ရက်တုန်းကထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားနေတဲ့နယ်စပ်မြင်းနားမှာကင်းလှည့်နေတဲ့သူ့ရဲ့အဖွဲ့ဝင်တယောက်မြေမြုပ်မိုင်းနေမိပြီးခြေချင်းဝက်ပြတ်ထွက်သွားခဲ့ပါတယ်။ဒီအဖြစ်ပြက်ဟာအင်းနီးချင်းနိုင်ငံတွေကြား9ရက်ကြာရန်လုံမှုတွေအတွက်တွန်းအားတစ်ခုဖြစ်လာခဲ့ပြီးတော့အမေရိကန်ကဂျာဝင်စစ်ဆက်ထားတဲ့အပြစ်ခတ်ရဲစေးနဲ့အဆုံးသတ်ခဲ့ပါတယ်။ ဒီဖြစ်ရကြောင်းကမ္ဘောဒီးယားရဲ့အစိတ်အပိုင်းတွေမှာပြန့်ကျဲနေတဲ့ဆိုဗီယက်ခေတ်က PMN2S အမျိုးအစားမြေမြုပ်မိုင်းတွေနဲ့ပတ်သက်ပြီးတန်တမာရေးရအငင်းခုံတွေဖြစ်လာခဲ့ပါတယ်။ဒီမိုင်းတွေကိုမတုံးဖို့ကမ္ဘောဒီးယားနဲ့ထိုင်းတို့ကသဘောတူညီချက်အတွင်ဂရုပြုထားပါတယ်။ကမ္ဘောဒီးယားဟာပူးရဲနယ်နိမိတ်တစ်လျှောက်မိုင်းတွင်းတွေကိုချထားတယ်လို့ထိုင်းကဆွဆွဲထားပြီး PMN2S မိုင်းတွေကြောင့်ဇူလိုင်လကတည်းကဘာရမီရဲ့ကင်းလှည့်အဖွဲ့ဝင်တွေအပါအဝင်ထိုင်းစစ်သား6ယောက်ထပ်မင်းနဲ့ကိုအင်ကအစိတ်အပိုင်းတွေမှာဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။ကမ္ဘောဒီးယားကတော့အဲ့ဒီဆွဆွဲချက်တွေကိုညှင်းဆို့ထားပါတယ်ရှင်။ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။